ပြည့်သက်ကြရလို့မင်္ဂလာပါဒီနေ့ကတော့ကျောက်ပူတင်လုံနီလေးအိမ်မှာအလွယ်တကူလှုပ်ရှားလို့ရမယ်နီလေးကိုလာပြီးမျှဝေပေးတာပါဟုတ်ပါတယ်ဒီနေ့ကတော့အလွန်အင်မတန်ရိုးရှင်းတဲ့နီလန်းလေးဖြစ်ပါတယ်အိမ်မှာလည်းလိုက်လှုပ်ရှားလို့ရပါတယ်အရင်ဆုံးကျောက်တလုံးရှိုးစားနဲ့ကျွန်တော်ရေးပြထားပါတယ်လိုက်လှုပ်ကြည့်ကြပါဟုတ်ကဲ့ ရေသုံးတဲအိုးလေးကိုမီးပူပေးလိုက်မယ်ပြီးရင်ပြီးရင်တရား85ကရံကိုတဲအိုးထဲမှာထည့်လိုက်ပါမီးအေးအေးလေးနဲ့အပူပေးထားပါမယ်တရားလေးတွေအကြီးပြောလာပြီဆိုရင်ဇွန်းလေးနဲ့မှုပေးပါမယ် မိများရဲ့လည်းတရားခါသွားမှာဖြစ်ပါတယ်ဒါကြောင့်မိအေးလေးနဲ့တည်ခြင်းဖြစ်ပါတယ်ဒါပြီးတော့ရေလေးနဲ့ငှက်ထည့်ပြီးတော့တရားလေးပစ်လအောင်အထိပြန်ပြီးတော့ကြိုပေးပါမယ်တရားလေးတွေပစ်လအောင်အထိဇွန်းလေးနဲ့ဆိတ်ရှိရှိမှုပေးရပါမယ်နော်ကျုပ်ပူတင်လုံးမဲ့ခွက်ကလေးရတော့မိမိတို့ဆင်းနေ နှစ်တရာခွက်လေးကိုအသုံးပြုနိုင်ပါတယ်ကျွန်တော်ကတော့နှင်းငယ်ပုံစံလေးလှအောင်ခွက်သေးသေးလေးနဲ့သုံးခွက်နဲ့ပုံဖော်มาဖြစ်ပါတယ်ဟုတ်ကဲ့တရားလေးကိုအေးခံပြီးမှခွက်လေးတွေထည့်ပါမယ်ကိုထဲမဲ့ပမာဏကိုချိန်ထားထည့်နိုင်ပါလေ ပေါင်းနဲ့လည်းပေါင်းမယ်ဆိုရင်လည်းရပါတယ်နော်။အဲဒါပြီးတော့ကျဲဥလေးတွေကိုကျဲဥ၃လုံးအသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်ကတော့၃လုံးပကံနဲ့မှထည့်ပြီးကျဲဥအကာတွေအနှစ်တွေအကုန်ရောသမမှွေအောင်မှွေပေးလိုက်ပါမယ်။ဒါပြီးတော့တရား85ဂရမ်ကိုထည့်ပြီးဒီခါတည်းမှွေပေးမှာဖြစ်ပါတယ်။မှွေတဲ့အခါမှာလည်းတေချာနှက်သအောင်မှွေပေးမှရပါမယ်နော်။ ဘာလို့လဲဆိုရင်မုံမုံသားအနှစ်ကောင်းအောင်ဖြစ်ပါတယ်ဒါကြောင့်နှစ်သအောင်မွေးရပါမှာဒါပြင်တော့ကျွန်တော်နောက်နောက်လေးစားကြိုပါမယ်နောက်နောက်ကြိုတဲ့အခါမှာဆိုရင်တော့မီးကိုအလဲလက်လောက်လို့ထားပြီးကြိုရမှာဖြစ်ပါတယ်မီးပြင်းရင်လည်းနွားနို့တွေစူကျသွားမှာဖြစ်ပါတယ်ဒါကြောင့်မီးအေးလေးနဲ့တဲ့ပြီးအဆက်မပြတ်မှွေပေးရပါမယ်နော် မွင်နဲ့နွားနို့အပူချိန်အသင့်တဲ့အနေထားရောက်မြောက်ဆန်းကြည့်ပါမယ်။နွားနို့လေးအနေထားရောက်ပြီဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အနေထားရောက်ပြီဆိုရင်တော့မီကလောက်လေးကိုပိတ်ပိတ်ပြီးအေးခံထားပါမယ်။ဒါပေမဲ့သောနွားမှွေထားတဲ့ကြက်ဦးတွေကိုဖြည်းဖြည်းချင်းလောက်ထည့်ပြီးနှမ်းဆောင်မှွေပေးပါဓမ္မမောအနှစ်သား ကောင်းမှာဖြစ်ပါတယ်လေဝင်လေခိုးတွေလေခိုးခြင်းပါခြင်းမရှိအောင်ပေါ့ဗျာเนาะဒါကြောင့်ဖြည်းဖြည်းချင်းဆက်ရှိသွားမှွေရပါမယ်ဟုတ်ကဲ့မှွေတဲ့အခါမှာဇွန်ခင်းနဲ့မှွင်ပို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဇွန်ခင်းเนี่ยကြောက်အကအမြင်နေအကုန်လုံးအကြောပြက်အကြောပြက်တယ်ပေါ့ဗျာဒါကြောင့်ဇွန်ခင်းလေးအသုံးပြုပြီးမှွင်ပို့ပြီးတော့မုတ်အနှစ်သားကောင်းပါတယ် သေချာမှုပြီးနော်ကျွန်တော်တို့ခွက်ထဲထုတ်တဲ့အခါမှာကျဲဥအကအနှစ်သားတွေမကြံအောင်သကားလေးနဲ့သိပ်ပြီးတော့ခွက်လေးတွေကိုလောင်းထည့်ပါမယ်နော်ခွက်ကတော့အခုတော့တော့နော်ကျွန်တော်ပြောသလိုပေါ့ဗျာဟိုကိုတုံးပြူနိုင်ကျင်တဲ့ခွက်လေးခွက်ရွယ်စားပုံမူတည်ထည့်လို့ရပါတယ်နော်ကျွန်တော်တော့ဒီခွက်လေး၃ခွက်နဲ့၃ခွက်စီမျှထည့်လိုက်ပြတယ်ပေါ့ဗျာနော်သကားလေး၃မှဒါမှ တို့မုံအနှစ်သားမှာလေးမခုလေးမခုတော့လေးမခုတော့ပဲမုံအနှစ်သားနူးနူးညံ့ညံ့လေးဖြစ်နေမှာဖြစ်ပါတယ်ဒါကြောင့်သကလေးခန့်သုံးအောင်ဖြစ်ပါတယ်เนาะဒါပြင်တော့ကျွန်တော်တို့အလူမီနီယံဖောနဲ့တို့တို့အပေါ်ကနေအုပ်လိုက်ပါမယ်အဲဒါမှမဟုတ်လည်းမရှိလဲဘောဘလက်ထရီလေးအုပ်လို့လည်းရပါတယ်ကျွန်တော်တို့ဒီအလူမီနီယံဖောလေးနဲ့အပေါ်ကနေအုပ်လိုက်ပါမယ် ်ဘီအော့ဘီဆိုရင်เนาะကျွန်တော်တို့မီအီအီလေးနဲ့တဲအိုးလေးထဲမှာရေနှဲငယ်ထည့်ပြီးတော့တည်ထားလိုက်ပါမယ်။အောက်ကဝစ်စာလေးပါခင်းပေးထားပါမယ်။ဘာလို့လဲဆိုတော့မုံနှစ်မုံအသားနဲ့အောက်ကတဲအိုးနဲ့ဓာတ်ရိုက်မထိတွေ့အောင်ဖြစ်ပါတယ်။ဘာလို့လဲဆိုမုံအသားအောက်ကိုကတ်သွားမှကြောက်လို့ဖြစ်ပါတယ်။အဲတဲပေးဆိုရင်တော့ ရင်းနှွေးလေးဆူလာတဲ့အထိခဏစောင့်ပေးပါမယ်နော်။ဒါပြီးရင်တော့အပေါ်ကအဖုံးလေးအုပ်လိုက်ပါမယ်။15မိနစ်18မိနစ်လောက်စောင့်ပေးလိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့စားကျင်သပွဲကျုပ်ပိုတင်လေးရပါပြီနော်။ဗီဒီယိုကွန်တန့်လေးအခုမှစတင်ဖန်တီးတာမလို့အတန်လေးအထင်မပြင်းသီးခံပေးကြပါလို့တောင်းဆိုပါတယ်။ဤရှိသူအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။ နောက်တင်တဲ့ဗီဒီယိုတွေလည်းအားပေးကြပါအောင်နော်